အမကဒီကားကအဲ့လိုမျိုးပေါ့နော်ဟိုမတူညီတဲ့စိတ်ရလို့ပြောရမယ်လူတွေအကုန်လုံးမျိုးတူညီတဲ့စိတ်ရလို့ပဲသူကတတ်မှတ်ကြအောင်ပါမဖောက်ပြန်နဲ့နောက်မီးလင်းနဲ့စပွန်ဆာပေးရလို့ပဲပြောကြမှာပါဘာလို့အဆင်ပြေပါတယ်အဓိကကတော့ကိုမင်းဟောခွန်ရိုက်မယ်ဆိုတော့အဲ့ဒါဂရိကဝအဲ့ဒီဇလန်ကစေရနဲ့ဆိုတော့မသိခင်တည်းကကိုမင်းခေါ်လို့ရိုက်တာအောင်ခမင်းဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ရိုက်မယ်လို့ပြောထားပြီးသားအဲ့တော့ပြိတ္တကဘယ်လိုပဲဝေဖန်ဝေဖန်လက်ခံတယ် อ๋อตะเกร่อหมอบูไอ้แท้มาซีนน่ะไม่ฉิดแต่ป่าวป่ะคิ้วไส้ตัดตาอะไรบ่คิ้วไส้ตาปั่นโบไปดากุญีดาสอกๆดาฉิดตาหมออะห่าจ้ะรอโหอโจလိုလာတာပေါ့နော်သူတယောက်ကိုအဲ့လိုမျိုးဟိုဘယ်လိုမလဲအချစ်ဆိုရဲခေါင်းစဉ်မတက်ထားပဲမယ်လေသူဆောက်ရှောက်တဲ့ကာကွယ်တဲ့ပံ့ပိုးပေးရဆိုတဲ့သဘောလေးပါအဲ့ဒါကြောင့်မျိုးလား rehearsal လုပ်ရတာပေါ့နော် rehearsal လုပ်ရတဲ့အချိန်မှာအကိုလိုချင်တဲ့ဟာကိုပဲလုပ်ပေးရတာပါတကယ်ကြတော့ ဘလို့လုံးလိုက်မယ်ဆိုတော့အတွေးထက်ဒီဇက်ဇက်ရဲ့ဟိုဇက်ကောင်ကိုမကြွဝါဖို့ပဲစူးစူးစားရတာပေါ့နော်ဆိုတဲ့အခါကျတော့ဟိုဟိုလိုဒီလိုလုံးမယ်ဆိုတော့စိတ်ကူကရိုးတန်းတန်းပြောရတာမရှိခဲ့ပါဘူးဒီစင်းရဲနဲ့ဟိုမဖြည့်ဆည်းမိဖို့ပဲခရုဆိုက်ရတာပါပဲအောက်စီရောက်လှတယ်မျိုးဝါဒါမှမကြိုက်ပါနဲ့အဲ့ဒီမှာဝါဝါချစ်စရာလေးပေါ့မမတွေကအမြဲလှနေဖို့လိုတယ်သူကညီမလေးတွေလည်းလှနေဖို့လိုတယ်ဘာလို့လဲညီမလေးတွေဆိုတာတစ်ချိန်မှာမမဖြစ်လာမဲ့သူတွေပဲလေ အရွယ်တကူရောက်လာတဲ့အချိန်မှာတော့ဟိုဘယ်လိုခေါ်မလဲငငယ်တုန်းကကျုံကဆုံရတဲ့ဘယ်လိုခေါ်မလဲလောကဒဏ်တွေကအသက်တစ်ခုအသက်ရွယ်တစ်ခုရောက်လာတဲ့ခါကျလို့ရှိရင် experience တွေဖြစ်သွားတာပေါ့အတွေ့အကြုံတွေဖြစ်သွားတယ်အဲ့ပုံမှာမှကိုကတင်ယူတတ်လို့ရှိရင်တော့ဟိုဘယ်လိုခေါ်မလဲပြင်လို့ရတယ်ဆင်ကျင်လို့ရတယ်ဆိုတဲ့ခါကျတော့အရွယ်တကူမှကိုကပြင်နိုင်ဆင်ကျင်နိုင်တယ်ဆိုရင်တော့ဟိုကောင်းတဲ့မမဖြစ်လာတာပေါ့မပြင်နိုင်မဆင်နိုင်ဘူးမဆင်ကျင်နိုင်ဘူးဆိုရင်တော့ကောင်းတဲ့မမတော့မဖြစ်နိုင်ဘူး အချစ်ဆိုတာကကျွန်내စိတ်ကူးရင်တက်တဲ့ကလေးတွေအတွက်ကတော့အချစ်ဆိုတာဘွားတစ်ခုလို့ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ကိုယ်လည်းငငယ်ငယ်ဦးချိန်တော့ကကြတော့အချစ်လို့ထင်ပြီးကြောက်တဲ့ခုံချခဲ့ဘူးလားပဲဒီရမှာကြတော့အရန်တက်ကြီးနေပြီအချစ်ဆိုတာကြီးကိုခုံချဖို့လဲအဲတတိမရှိသလိုအဲ့ဒါအချစ်လို့လဲ ယုံကြည်မရှိလူကြောက်ကိုတကယ်ချက်တဲ့ဆိုလို့ခေါ်မလဲဒီလူကတခြားလူနဲ့တိုက်သွားသည်ဖြစ်စေယူသွားသည်ဖြစ်စေနောက်ဆုံးတေဆုံးသွားသည်ဖြစ်စေကိုယ့်ကိုရဆက်သွားသည်ဖြစ်စေဒီလူကြောက်ကိုပဲကိုကအမြဲတမ်းချစ်နေမှာလေဆိုတော့တေချာကငငယ်လေးကနေခုချိန်ဒီတယောက်တည်းကိုပဲအဲ့လိုမျိုးဆူဆူနှင်းနှင်းမချစ်ခဲ့ဘူးတဲ့အတွက်ကြတော့မလိမ်ချင်ဘူးကွာအချစ်ဆိုတာတသက်မှာတစ်ခါပဲဖြစ်တယ်လို့မျိုးကလက်ခံတာအခုထီတော့ ်စီပါအဲဆိုအဲ့ဒါကိုကိုကိုယူသားဆိုတာကိုစိတ်ကိုယူသားဆိုတာကိုဝင်ခံတာငငယ်ရအခုချိန်ဒီမစွန့်လွတ်တာဆိုလို့ကိုမိသားစုရဲ့ရှိရတဲ့တမိသားစုအချက်ဆုံးပါအခင်မင်းနဲ့ပတ်သက်လို့ကြီးတည်နဲ့ဗားစီနဲ့ကာချာအခုအကိုရီမရလို့ဖြစ်နေရပါတော့ပြီးတော့အကိုမင်းဦးပေါ့အခင်မင်းနဲ့ပတ်သက်လို့မျိုးဘဝမှာဇညွန်းဖက်ပြီးမှလက်ခံတယ်ဆိုတာမရှိခဲ့ဘူးအခင်မင်းကပေးတဲ့ဇက်ဆိုရင်ရိုက်မယ်ကိုမင်းဦးကခေါ်ရင်ရိုက်မယ်ဆိုတော့ အဲ့ဒါဂရိကဝတ်အဲ့ဒီဇလန်ကဆင်းရဲနဲ့ဆိုတော့မသိခင်လဲကကမင်းခေါ်လို့ရိုက်တာအောင်ခမင်းဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ရိုက်မယ်လို့ပြောထားပြီးသားပြီးကြားထဲမှာလည်းကန်တော်ဝင်အညိုးဆိုတဲ့ဇက်ပေါ့နော်အဲ့ဒါမျိုးဇက်မဟုတ်ပါဘူးရှားမင်းသမီးတယောက်ရဲ့ဇက်အဲ့ထဲမှာမျိုးဆင်းနဲ့အရန်မင်းသမီးလို့တရုတ်ဆောင်သွားတာကွာငယ်ဘဝပေါ့နော်ဆိုတော့တရုတ်ဆောင်သွားတာအဲ့မင်းသမီးရဲ့ငယ်ဘဝမဟုတ်ဘူးတခြားတယောက်ရဲ့ငယ်ဘဝပေါ့နော်အဲ့ဆင်းနဲ့ကွာဒါပေမဲ့အောင်ခမင်းကဆိုရင်ရိုက်ပေးမယ်ဆိုတဲ့မျိုးရဲ့ ဒါချစ်ချင်းမြတ်တာ928ချစ်ချင်းမြေပြောရမြို့928ပေါ်မှာထာဝရဂတိတည်တယ်လုတ်ပေးမယ်ဆိုတော့ဟာဖြစ်အောင်လုပ်ပြီးအဲ့တော့အောင်ခင်မင်းကရိုက်တဲ့အတွက်ဒီဇက်ကိုဇက်ကိုမဖတ်ဖင်းနဲ့လက်ခံခဲ့တာဒါပေမဲ့ဒီချိန်မှာနောင်နာရလာမင်းမရအောင်ဒီမျိုးအခုအရန်ရှားပါရုပ်ရှင်ထွက်ဖို့ရှားပါနေရမျိုးတို့လိုအရန်အချိန်နေတစ်ခုမှပြန်ပြီးကြကုတ်ကြခဲစူးစမ်းနေရတဲ့လူတို့အတွက်ဒီဇယုတ်ကလေးရတယ်မျိုးတော့ကတော့ဒါတမမဖြစ်နိုင်အောင်အဲ့တော့ပြိတ္တကဘယ်လိုပဲဝေဖန်ဝေဖန်လက်ခံတယ် အမသာဒီကားကအဲ့လိုမျိုးပေါ့နော်ဟိုမတူညီတဲ့စက်ရည်လို့ပြောရမယ်လူတွေကောင်းလာမျိုးတူညီတဲ့စက်ရည်လို့ပဲသူကသတ်မှတ်ကြအောင်ပါမဖောက်ပြန်နဲ့နောက်မီလင်းနဲ့စပွန်ဆာပေးရလို့ပဲပြောကြမှာပါဘာလို့အဆင်ပြေပါတယ်အဓိကကတော့ဟိုနာမည်လေးတော့ကွဲသွားတယ်လေကေတီလည်းဖြစ်သွားတယ်အဲပြီးတဲ့ခါကျတော့ဟိုတူစာလည်းဖြစ်သွားတယ်ကိုစင်းနဲ့ဖြစ်ဖို့လည်းအများကြီးစူးစမ်းထားပါဗျ။အဲ့တော့အချစ်တွေလည်းလက်ခံတယ်။အမုန်းတွေလည်းနားထောင်ပေးတယ်လက်တော့မခံဘူးပေါ့နော်။ဟိုအဆပ်လုတ်တယ်ဆိုတာကကြာတော့မုန်းလို့ရတယ်။အဲ့မုန်းတာကမျိုးကကိုယ်နှလုံးသားလည်းမထည့်ဘူး။ မြင်ပေးတယ်နားထောင်ပေးတယ်အချစ်တွေကြတော့မြင်ပေးတယ်နားထောင်ပေးတယ်နှလုံးသားနဲ့ထည့်ပြီးတော့ဒါအောင် energy ယူတယ် motivate ယူပြီးတော့သွားဆရာရှိရဆက်သွားတယ်ဆိုတော့လူပဲဖြစ်ဖြစ်အကောင်းဆုံးကြိုးစားထားပါတယ်ပရိသတ်အတွက်အဲဘယ်လိုပဲပရိသတ်အဆင်ပြေမယ်ဟာဘယ်လိုပရိသတ်စိတ်ကျင်နေမှုရမယ်ကားလေးလို့မျိုးကလက်ခံထားပါတယ်ဟုတ်ဒီကားလေးကိုကြည့်ကြည့်ပါဒီကားလေးရဲ့မှာလဲခါဆိုင်လူစိုးလို့ထင်ရတဲ့အဲလူကတကယ်ကြတော့ နှလုံးသားနူးညံ့ပြီးလူကောင်းဖြစ်နေရမျိုးနဲ့လူကောင်းလို့ထင်ထားတဲ့လူကအဲ့လိုမညာမတာရက်ဆက်တက်တက်သူဖြစ်နိုင်တယ်ဆိုတာအဒီကလေးနဲ့မှ message ပါပါတယ်တခြားကြည့်ရင်တော့မြင်ပါတယ်ပြီးရဲ့အခါကျတော့အဲဒီကောင်းကြည့်ရင်လည်းခီးသွားခြင်းနဲ့ vibe ပေါ့ငွေဆောင်ပြန်သွားခြင်းနဲ့ vibe လေးလည်းပြန်ရမယ်ပြီးလို့ရှင်တွေးစရာလေးကြီးလည်းအများကြီးရသွားမှာပေါ့နော်အဓိကတော့လောလောဆယ်တော့မမတင်းကြီးအကုန်လုံးကတော့မမတွေအကုန်လုံးတော့အရင်ကြည့်ချင်းနေပြီဆိုမျိုးစာဖို့ကြပါတယ်အဲ့တော့မမတွေအားငယ်ပါနဲ့မမတွေအမြဲမရှုံးမအောင်နိုင်တာလည်းရှိမှာပါ 我说阿皮 a 王，就是吧，各位。